ရထိုင်နေရဝင်လင်းထွက်လေဒီနားလင်းသိနေရနှင်ခေါင်းတွင်းနဲ့တော့မဝင်အောင်ဒီလိုဘက်တွေဘာတွေမမှတ်အောင်ဝင်လင်းထွက်လေဒီခါရကြဝင်လင်းထွက်လေရှည်တယ်ဒီခါရကြတိုးတယ်ရှင်ရှည်တဲ့အတိုင်းလေးသိတိုးရင်တိုးတဲ့အတိုင်းလေးသိဆရာတော်တွေကတော့ရှည်အောင်တိုးအောင်ဒီကြလှုပ်ရှူရတာတော့မဟုတ်ဘူး အဲတဘာဝအတိုင်းပဲရှိဦးလို့ဒီလိုသင်လေးရှိတယ်။နည်းနည်းပါးပါးရှူမိလည်းဘာမှဖြစ်ပါအောင်။အရှည်ရှည်ရှူမှတိတ်မယ်ထင်လို့မလို့ရှူရဲဆိုရင်လည်းဘာမှတော့မဖြစ်ပါအောင်။အဲ့လိုရှူလို့ရ။အာကိုကိုတင်းတာတွေဘာတွေမဖြစ်ဘူးဆိုနည်းနည်းရှည်ရှည်လေးရှူဖြည်းဖြည်းလေးရှူပြီးတော့အဲဒါရှည်တဲ့ဝင်လေးလေးတိုးတဲ့ဝင်လေးလေးဒီလိုသိနေရင်လည်းရ။ သိနေလို့ရှင်အဲအဲ့ဒါလည်းပဲရတယ်ဝင်လေထွက်လေရှည်ရှည်တဲ့အတိုင်းသိဒိုဒိုတဲ့အတိုင်းသိဒီလိုဝင်လေထွက်လေလည်းပဲသိနေတယ်ဒါနံပါတ်1နံပါတ်2ကရှည်ရှည်တဲ့အတိုင်းသိဒိုဒိုတဲ့အတိုင်းသိဒီလိုနံပါတ်3ကျတော့တောက်လျှောက်သိဝင်လေစအနေဆုံးထွက်လေစအနေဆုံးနေရာတော့ဒီနေရာပဲမပြတ်မနက်သိတာကိုဆိုလိုတယ်တမားရီနည်းနည်းပုံတက်သွားတာပါ 那么你要了年黄金，学费钱多，年年多啦。那代木代木多啦不？这样我们罗年黄金嘞。他拉说土豆片咯，可谁的老乡人，那么我们出来嘞讲你嘞，年年能说呀？啊，我也我们出来的代木多些么？么代木钱嘞，就留了些代木多。 မလွင်တော့မလုပ်တာပဲကောင်းတယ်လွန်သိမ့်မွေ့သွားရင်လည်းမှားလာခက်တယ်။ကွာသမารီနည်းနည်းတက်သွားလို့ရှိရင်တော့သိမ့်မွေ့သွားတာကောင်းတော့ပေါ့။အဲအဲ့ဒီလိုလေးချက်ဆာမဖော်ပြထားတယ်။အကြိုက်တာကိုအစဉ်ပြေအောင်သုံးလို့ရအောင်လေ။အစားဆုံးလူတွေတော့ဝင်လေထွက်လေဝင်လေသိထွက်လေသိဒါမှမဟုတ်အရှိတိုသိဒီလိုလုပ်လို့ရ။အဲဖွင့်ဆိုချက်တင်မှာတော့တခုထပ်ပြီးတော့အကြံပေးတယ် အများကြီးပြန့်လွင်နေတော့ရေတွက်တဲ့နေသုံးပါလေဝင်လေ1ထွက်လေ1ဝင်လေထွက်လေ1ပေါ့ဝင်လေထွက်လေ2 30ရက်တော့မများနဲ့နံပါတ်တွေစိတ်ဝင်စားသွားတယ်9ရက်တော့မနေနဲ့အလွန်ကျဉ်းလွန်းတော့စိတ်တုံလှုပ်တယ်ဒီနီလာပေတာအဲ့တော့ဝင်လေထွက်လေလေသိနေတယ်ဆိုရင်ကိုယ်ကတိုးတက်လို့ရပါလေရှည်တာတိုးတာတွေအဲတည်ရင်လဲ သိလို့ရတယ်မသိလည်းပဲတိုးတက်လို့တော့ရပါတယ်နောက်ကျတော့သူကအမြန်တောက်လျှောက်သိတယ်ရောက်သွားမှာပေါ့တောက်လျှောက်သိအဲ့လိုသိနေတချို့လူတွေကျတော့အစမှ2မိနစ်3မိနစ်ကိုမထားနိုင်ဘူးအဲနောက်ကျရင်တော့ဒီ90မိနစ်နိုင်ဝက်တနာရီနှစ်နာရီဒီလိုထားနိုင်အဲ့လိုထားနိုင်ပြီဆိုမလွတ်တော့ဘူးအဲ့ဒါကျတော့ကိုချိန်ပေးဖို့လိုတော့တယ်တရားကလည်းအားထုတ်နိုင်တယ် တထိုင်နဲ့တထိုင်နိုင်ဝဲလောက်နားလိုက်အောင်ကိုဗေမန့်ပြေးသွားပြီနောက်တထိုင်တစ်ဆက်ထိုင်လဲစိတ်ကကနေလာဒီလိုမကွာတော့အဲ့ဒါကြတော့တိုးတက်သွားပြီဆိုတဲ့လူတွေကြတော့စိတ်ကအဲ့မှာမြဲကတ်နေတာအဲ့လည်းပဲကတ်နေမှာပဲ no လည်းပဲကတ်နေမှာပဲကိုကနည်းနည်းလေးပဲလှုပ်ပေးလိုက်ရတာရှိတယ်နည်းနည်းလေးစိတ်ကပ်ဖို့ကြိုးစားရတာတခြားဟာတွေမတွေးပဲနဲ့ဒါလေးကပ်ဖို့ကြိုးစားရင်မကတ်သွားပြီအဲ့ဒီအချိန်မှာကြာရင်တော့အဲ လူဖြစ်ဖြစ်ဘုန်းကြီးဖြစ်ဖြစ်အလုံးနဲ့ဟုတ်လို့တာပေါ့တကယ်တိုးတက်ခြင်းတော့မအားလုံးတမာရီကတော့ကိုယ်ကူညီနိုင်တယ်အချိန်မရွေးအားထုတ်ဖို့အဲမပင်မတော့ထိုင်ထိုင်တော့နေမှာပဲရေပုံရတဲ့ပေါ့အဲအစားပိုင်းတော့အလောက်ကြီးမရအောင်မိနစ်20ပြီးအားကုန်သွားနိုင်ဝက်ပြီးအားကုန်သွားဒီလိုလေးဖြစ်တတ်တယ်အားကုန်ရင်တော့အဲဒီနားလေးမှာပဲဒါလေးထားထားနည်းနည်းလေးသိရုံမှသိတယ် ဲ့ဒါဆိုနည်းနည်းအာသက်တာတော့တိုင်းအားထုတ်တော့လဲမျက်နှာတွေပါ တင်းတော့ပါညာဖြစ်တတ်တယ်အဲ့လိုငြိမ်ပြီဆိုရင်ထိုင်တိုင်းထိုင်တိုင်းငြိမ်ပြီဆိုရင်ရိတ်တာမှဆိုရင်တော့၃ရက်လောက်ဆက်ငြိမ်ပြီဆိုရင်တော့အလင်းလေးတွေပါလေးတွေတွေ့လာတာမိခိုးရောင်လေးလိုလိုပါလေးလိုတချို့လိုဆိုရင်တော့အပြင်တွေရောပါရောလင်းတတ်တယ်ကာမီထိုးသလိုလဲလင်းတတ်တယ်အစာသမားတွေကအစာသမားတွေရဲ့အလင်းကမှိန်ရင်လည်းမှိန်တယ်ဒါကြီးတောက်ချင်လည်းတောက်တယ်အဲသူကတိတ်ကွစိတ် စိတ်ကထိန်းတာပုံမှန်မှန်သေးတော့ဘယ်လိုဖြစ်ဖြစ်လင်းလေးတွေပဲသိရတာလင်းနေပါလိမ့်မကြည့်အောင်ကြည့်ရင်ပို့ပြီးတော့အမတိမငိမ့်ဖြစ်တယ်ဒီနားမှာပဲဆက်ကတ်ထားတယ်အဲ့ဒါဆိုရင်တော့အမီကိုရောင်လေးကနေဖြူရောင်ဖြူရောင်လေးကနေအမတန်တောက်ပလာတာပေါ့တောက်ပလေးကလေးသက်သက်ကြီးမဟုတ်ဘူးမျက်စိနဲ့မြင်တယ်လို့မြင်ရရောင်လင်းရှိတယ်တောက်ပတယ်အဲ့မှာကတ်ထားတယ် အဲဒီတောက်ပတဲ့အရာဝင်နေထဲထဲဝင်ဝင်သွားပြီဘာမှမသိတော့ဘူးဆိုအစတော့ခဏပေါ့နောက်တော့ဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းအချိန်တိုးတိုးလာနိုင်ဝတ်ရလာတနိုင်ရလာတနိုင်ထိုင်မယ်မယ်လို့ဘာမှတခြားတွေဘာမှမသိတော့ဘူးအဲဒီအလင်းအောင်နဲ့မှပဲဒီတိုင်းနေနေရပေါ့အိတ်ထာနဲ့တော့အကွာချတယ်အိတ်ထာဘာမှမသိဘူးဒါကသိတယ်ဟိုအယုံဒီအယုံတော့မသိတာဒီအလင်းအယုံတစ်ခုတော့သူသိနေတာပေါ့ တန်လိုက်တော့တန်လိုက်ကိုကတ်နေတယ်လို့ပဲစိတ်ကမကွာတော့တခြားအတွေးတွေမရှိတော့အဲ့လိုမျိုးဆိုရင်ဇန်းလို့ခေါ်တယ်အဲရောင်နှင်းနဲ့တောက်ပနေပေါ့ဆိုက်ဆိုက်ဆူဆူထူးမြဲမြန်ရှူဝတန်ဇန်းဟုခေါ်တဲ့ဇန်ဝင်စားနေတယ်လို့ခေါ်တယ်အဲ့ဒီဝင်စားတဲ့အလေးကျင့်လဲအဲကြောင်းကျင့်ရတော့ကြောင်တဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းနည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 ်းတိုးอยู่ပါအဲ တနာရ2နာရီ2နာရီနဲ့3နာရီညမှာရင်ကောင်းရင်3နာရီနဲ့4နာရီဖြစ်ဖြစ်တာပေါ့အာစိတ်အားတော့အဲ့အချိန်မှာတော့ကောင်းနေပြီခန္ဓာကိုယ်အားပဲလိုတော့တယ်ခန္ဓာကိုယ်အားကောင်းရင်ကောင်းတဲ့လောက်မုန်းလို့ရအာအကုန်လုံးသုံးလို့ရစိတ်ကတော့မလွတ်ဘူးအားမှရှိနေရေအားကုန်သွားပြီဆိုရင်တော့တင်လိုက်တင်လို့လွယ်လွယ်လေးပဲပြန်ကြတာပေါ့တင်လို့ရတယ်ပြန်ကြတယ်ဒီလိုနက်လေးနားလိုက် လာနေပါလေရှောက်လိုက်ဒါဆို အဲလူကပြန်ပြီးတော့ဣရိယာပုတ်ညီမျှသွားပြီးပြန်အားရှိလာနောက်ကဆက်ထိုင်အဲတနင်္လာနေ့နှစ်နာရီသုံးနာရီဒီလိုရအောင်ပါပဲဒီလိုအဲတော့အချိန်အများကြီးအဲနေ့တွေကိုကြော်ဖြတ်လို့ရတယ်ကမ္မထမ်းထိုင်ပြီးတော့အချိန်ဖြုံးတယ်လို့တော့ပြောမရဘူးဒါအခုတို့ရပြီးတော့နေတာဆိုတော့ဖြုံးတာမဟုတ်ဘူးအချိန်သုံးတယ်ပြောရမှာအဲအရာမပထမဇန်တို့ဒုတိယဇန်တို့တတိယဇန်တို့ ရောထဇံတို့မင်းစမဇံတို့လည်းလုံးတက်ရတယ်။ယင်းနည်းကတော့ဇံ9ဇံယင်းနည်းရှိတယ်၄ဇံယင်းနည်းရှိတယ်။ပထမဇံနဲ့ဒုတိယဇံစသည်ဘာထူးလဲဆိုတော့အစရဲ့အချက်လက်နေနဲ့ပြောရင်ပထမဇံအချက်လက်9ခုကနေအလုံးလုံးနေတာ။အဲဝိတက်တင်ပေးတဲ့ဝိစာရအာယုံကိုသုံးတတ်တယ်။ပီတိဒီအာယုံလေးနှစ်သက်တယ်။ဒုက္ခချမ်းသာတာခံစားတယ်။ဧကကတာတခုရီတော့အောင်ရှိတယ်။ ချက်လက်၅ခုစိတ်ကိုယ်စိတ်ထဲမှာအလုံးလုံးနေရဘူးဒီချက်လက်၅ခုရဲ့အလုံးလုံးမှုကြောင့်ဆရာဒီမှာကြာရင်နေနိုင်တယ်အားကောင်းကောင်းနဲ့ကြာရင်နေနိုင်တာအဲဒီချက်လက်၅ခုရဲ့လှုပ်ဆောင်မှုလှုပ်ဆောင်ချက်ကိုဇန်လို့ခေါ်တယ်တခုချင်းတွေကိုတော့ဇန်ရင်ကားလို့ခေါ်တယ်အဲတော့ဒုတိယဇန်ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်အာဒီအချက်လက်နှစ်ခုကိုပဲလဲရတယ်ဖောင်းနေရအောင် အဘိဓမ္မာနိယာတော့တစ်ခုပဲအဖောင်းနိညာဖြင့်တုတ်တန်နိပေါ့တုတ်တန်ဇန်၄နိရေအတွက်အဘိဓမ္မာဦးဇင်းတို့သင်တဲ့စာအုပ်တွေကတော့၅နိရေအတွက်တော့၅နိဆို၅နိဆိုရင်တော့တစ်ခုချင်းပဲတယ်လို့လေးနေကြတော့နှစ်ခုတစ်ခါပဲလိုက်တယ်အဲ့တော့ဇိုင်းငါရေငါးခုရှိတာအဲနှစ်ခုပဲလိုက်ဝိတဝိစာရအပဲလိုက်ဒုတိယဇန်ရောက်သွားဒုတိယဇန်ကျတော့သုံးခုနဲ့လှုပ်လှုပ်ပုံငိမ့်တာပေါ့ကာကောင်းကောင်း ကာမကောင်းတာမောင်းရနေကာကောင်းကောင်းမောင်းလိုက်နည်းနည်းသိတာလေကာတော့ကာပဲတို့တော့အဲငြိမ်သက်တာချင်းမတူဘူးပေါ့အဲတတရဆိုင်ရချင်းနဲ့နောက်ထပ်ပီတိလေးထပ်ပေးရတယ်စနစ်ရပေးရတာပေါ့ဘယ်ရနည်းစနစ်အသေးစိတ်တော့ရှိအဲစတုထဆိုင်ရချင်းနဲ့ဆိုရင်ဒီဟာဒုက္ခချမ်းသာခြင်းရနေပြီးတော့ဥပေက္ခဒါကိုပြောင်းလဲရတယ်စိတ်ကညှို့ကန်ရှိုင်းအောင်ပဲပြောင်းတာကမ္မထာအထုတ်တဲ့လူတယောက်ရဲ့ညှို့ကန်ရှိုင်းမှုဟာ ်ထိရောက်တယ်။ဒီဟာပယ်ခြင်းနဲ့ဆိုရင်ပယ်လို့ရတယ်။သူစနစ်တကျလုံးတယ်။သူညိုကန်ဆိုင်မှုကနည်းနည်းလေးတွေးတွေးမှုကထိရောက်တယ်။အဲဒါကြောင့်ခန္ဓာကိုယ်ဘက်ကိုမလှည့်အောင်ဆိုတော့ခန္ဓာကိုယ်ဘက်လှည့်လိုက်တာနဲ့ခန္ဓာကိုယ်ရဲ့ဟာတွေမြင်တတ်တယ်။ဓာတ်တဘောင်ရတယ်။အဲနောက်တော့ဝိပဿနာရှင်ရတာတွေကြည့်ရပါတယ်။ဒါပေမဲ့စနစ်တကျကြည့်ရတာ။တတိုင်ရန်ကြည့်ရင်တော့ဓာတ်တွေမငြိမ်မသက်တယ်လို့ဖြစ်တတ်တယ်။ခန္ဓာကိုယ်ဘက်မလှည့်အောင်အားကောင်းလား။ အကောင်းလာရင်မှန်ကန်တဲ့အာယုံမှာပဲအဲ့လိုထားရတယ်။မဟုတ်ရင်ကိုထားလိုက်တဲ့အာယုံကအမတန်ဆူးရှတာပေါ့စိတ်ကအစွမ်းထက်တယ်။အဲဒါကြောင့်မလို့အကောင်းလာပြီဆိုလို့မှန်မှန်ကန်ကန်ထားရလေပေါ့။အဲ့ဒီလိုဆိုရင်အဲ့ဒါပထမဇန်ဒုတိယဇန်တတိယဇန်စရုပ်ရဇန်ပင်စမဇန်ဒီလိုကုသိုလ်တွေရဇန်ကုသိုလ်တွေအဲ့ဒီဇန်ကုသိုလ်တွေကဗိမာပြေကိုမွေးဖွားစေတာတဲ့။ဖိစောက်ပံဘွားမှာပျော်ပျော်နေ။ ျော်တယ်ပေါ့နေရတာပျော်တယ်အဲဆင်းရဲရင်ရှိတနိုင်နှစ်နိုင်လောက်ထိုင်လိုက်လူကလန့်သွားပြီဆင်းရဲတဲ့ကြောင့်မကောင်းတဲ့အာယုံတွေတွေးလို့ဆင်းရဲတာအလုံးရောင်းနေပါတယ်ပေါ့အဲ့လိုမတွေးဘဲနေထိုင်နေဆိုပျော်သွားအဲတဏှာကြီးလောက်မတွေးလိုက်ရင်ကိုယ်စိတ်ကလွတ်လပ်သွားပြီ။အဲ့ဒါလိုပေါ့။ဟဲ့တယ်ဆိုရင်တဏှာကြီးလောက်မတွေးဘဲနေတာအလုပ်လုပ်ပါလေ။လူကတော်တော်လန်းဆန်းသွားတယ်။အာအဲ့တော့ तू ကပျော်တယ်ပစ္စုပန်ဘဝမှာ ဝိပဿနာရဲ့အခြေခံလည်းဖြစ်တယ်ဝိပဿနာရဲ့အခြေခံဝိပဿနာရှုခြင်းအဲ့ဒီလိုအယောင်လင်းနေရှိတယ်ဆွမ်းအားရှိတယ်ဆိုရင်စိတ်ညွတ်လာအောင်ပဲကိုယ်ရုပ်ရှုခြင်းနဲ့ရုပ်ညွတ်လာအောင်ပဲနာမ်ရှုခြင်းနဲ့နာမ်ညွတ်လာအောင်ပဲညွတ်ရင်ရောက်သွားပြီအကြိုင်းနေလို့ရမဟုတ်ရင်တော့စိတ်ဟာပါဝါမရှိသေးဘူးဆိုရင်တော့ကိုကဒါကြည့်ခြင်းလည်းစိတ်ကမရောက်ဘူးဖះအာယုံယူခြင်းလည်းဖះအာယုံမရောက်ဘူးရုပ်ရှုခြင်းနာမ်ရှုခြင်းလည်းရုပ်ရုပ်နာမ်မရောက်ဘူးဘေးရောက်ရောက် ဒီလိုဓမ္မရေးရှိတဲ့လူကြောင့်ဘေးမရောက်တော့ဒါကြောင့်သူကဝိပဿနာရဲ့အခြေခံဖြစ်တယ်ပျော်လဲပျော်တယ်ပျော်မှလည်းလုံနိုင်တာမပျော်ရင်ဒီတန်ဝိပဿနာရှုအိမ်မနေလဲရှုလို့ရတယ်ရတာတော့ရတယ်ဒီခန္ဓာကိုယ်ကြီးနေစာဒုက္ခပဲရှုလိုက်ဝိပဿနာတော့ဖြစ်သွားတာပဲသို့တော့အဲ့ဒါအမတန်တိတ်နေပေါ့ဘာလဲဆိုဟိုဆက်ရောက်သွားပြန်ပြီတိုင်းလာရင်လုံရင်ကရင်ဆိုတော့နည်းနည်းတော့ရှုတော့ရှုရတာပေါ့ဒါရတဲ့လောက်ရှုရတာတကယ်လုံးဖြစ်တာမဟုတ်ဘူးပေါ့ အလုံးမဖြစ်ဘူးအအလုံးဖြစ်တာကြတော့စနစ်တကျလုံးမှအလုံးဖြစ်တာပေါ့အဲအဲ့တော့ဇန်နဝါရီရတဲ့လူကသူကပြောတယ်သူ့အလုံးမှအဲလော်ကင်စီစဉ်နည်းနည်းနဲ့ဆွတ်မယ်ဆိုရင်လည်းဆွတ်နိုင်တာပေါ့သူကတစ်ဖက်မှာနည်းနည်းပြောစရာရှိတယ်အဲပြောစရာရှိတော့နည်းနည်းနှစ်ခုရှိသွားရင်လည်းတစ်ခုတည်းမဟုတ်တော့မဟုတ်ရင်တော့မရှိသေးဘူးဆိုရင်တော့လော်ကင်စီစဉ်ပဲပစံမိသားစုဒီလိုပဲမိခိုးနေရတာအဲ ရိယာပဲရှိသွားပြီဆိုရင်တော့နည်းနည်းမိခုံမှုကမျိုးဖြစ်သွားတယ်တယောက်ထဲလည်းနေလို့ရတယ်ဒီလိုဖြစ်သွားတယ်အဲစားစရာအခြေခံလေးလုံလောက်စားစရာလေးလုံလောက်ဝတ်စရာလေးအဲဆိုရင်အဲ့ဒီလူကရပြီပျော်လို့ရပြီဒီလိုလိုရလိုအပ်တာတွေအများကြီးမရှိတော့ဘူးပေါ့ကိုတံမိုးထားတဲ့လူဆိုရင်ပေါ့တံမိုးထားတဲ့လူဆိုရင်တော့ဒီကုသိုလ်ကောင်းမှုတွေကိုတံမိုးထားတဲ့လူဆိုရင်တော့အဲ့ဒါဆိုရင်တော့သူကဒါတွေပဲပွားနေတော့မှာပေါ့ ရှေ့တုန်းကဖះလောင်းနေလို့ပေါ့မင်းစည်းစိမ်စွန့်တော်ထဲမှာနေတရားထုတ်တယ်လို့သူတို့ကတော့တံမိုးထားတာတံမိုးမထားတဲ့လူကြရင်တော့နည်းနည်းလေးသူကရပါမယ်လို့အိမ်ပြန်ကျင်တယ်တယ်လို့တံမိုးထားဝင်ညာတောင်းနေတောင်မတူအာအဲ့တော့ရင်းဆုံးရအောင်လုပ်ရတာပေါ့လေရအောင်လုပ်ပြီးတော့တံမိုးထားတတ်ဖို့ဆိုတော့နည်းနည်းတန်တရာနဲ့ချီကြည့်ရအဲ့ဒါကြတော့ ကြည့်ကြည့်ပြီးတော့မှတရားတွေဘာတွေနာမှလဲအဲ့ဒါကြည့်တတ်တာဘုရားဆုံးမှတရားဆုံးမှရမှဘလို့ကြိုးရှိတယ်ဆိုတာသိမှလဲတံမိုးထားတတ်တာအဲ့တော့ဇန်ရတဲ့ပုံကိုယ်ရလုံးမှပြောတယ်သူကဝိပဿနာရှုပြင်းအဲ့ထက်မှနေလိုက်မပြင်းတော့အဲရေပုံရသဘောသူကစိတ်ချမ်းသာတယ်ပျော်ရွှင်တာပဲများပါတယ်တယောက်တည်းနေတတ်တယ်စသဖြင့်ကြိုးတွေအများကြီးရတယ်စိတ်ငြိမ်းအေးတယ် တခုခုပြဿနာဖြစ်လဲချိန်စောင့်နိုင်တယ်သူကသူကပူပန်းနေတဲ့လူမဟုတ်တော့စောင့်နိုင်တယ်အဲ့လိုစောင့်နိုင်တဲ့လူဆိုရင်မသူကနဲ့သူပြဿနာတော်တော်များများတော့အေးသွားတာပေါ့တချို့နေရာတကယ်ဖြစ်ရှင်းစရာမလိုဘူးကိုယ်သာအေးအေးဆေးဆေးရှိအဲသူကနဲ့သူပြီးသွားတာဒီလိုအဲ့တော့သမာဓိတွေရရင်အဲ့လိုအကျိုးရှိတယ်အဲ့ဒီအကျိုးရှိတယ်ပစ္စုပန်ဘုရားပြောတယ် ုသိုလ်တွေနဲ့ပြောတယ်ဆိုတော့ကိုကအကျိုးအများကြီးရှိတယ်မဟုတ်ရင်အပြောရှားတာအကုသိုလ်ဖြစ်ခြင်းလည်းဖြစ်တယ်ဒီလိုအဲ့တော့အာနာပါနကမ္မထာတော့အဓိကကမ္မထာပေါ့ဒီမှာသင်တယ်တော်တော်စတုရာရခကိုဆောင်တရား၄ပါးကမ္မထာအကူတွေပေါ့ဗုဒ္ဓနုတ္တိဘုရားကုံအောင် ပြုလို့ရဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဒါရီလိမ့်လာထိုင်ကောင်းတယ်အဲ အဲ့ဒါတခုပြတခုအောင်ပြုတ်လဲရတခုချင်းထခါထခါအောင်ပြုတ်လဲပဲရတာပေါ့အဲ့ဒါဘုရားကုံနေပွားရင်ဘုံလဲကြည့်တယ်တမာတိလဲဖြစ်တယ်သူလဲကမ္မထန်တခုဒါတရားဖြစ်တယ်ကိုယ်စိတ်ထဲမှာမလုံးဂျုံမှုထင်ရင်အဲ့ဒီကဘုရားကုံပွားနေရတယ်ကံမကောင်းမှုထင်တယ်ဘုရားကုံပွားနေခါနဲ့ကံကတော့ကောင်းသွားမှာပေါ့ဒီလိုဗုဒ္ဓနောတတိနောက်တစ်ခါမေတ္တာဒီဟာ ပွားလို့မကောင်းဘူးဆိုမေတ္တာပွားခြင်းပွားလို့ရအာကိုနဲ့အတူနေတဲ့ပုံကိုယ်တွေအဆောင်ရှောက်နှက်တယ်အဲ့လိုပွားလို့ရတယောက်ပြီးတယောက်အဲ့လိုကိုလုံးလုံးမှတွေ့ရမယ်လူတွေပေါ့မေတ္တာကျော်ပွားယူရတာပွားယူမှလည်းမေတ္တာထားလို့ရမဟုတ်ရင်တော့အတူနေနေနေစိတ်တမျိုးတစ်ပုံဖြစ်တတ်တယ်တယောက်နဲ့တယောက်ဘုန်းကြီးတွေပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အဲကိုကမေတ္တာပွားထားတဲ့လူဆိုရင်တော့တော်တော်မဖြစ်တော့မေတ္တာပိုရှိတတ်တာပေါ့ နေရတာပိုအဆင်ပြေတယ်။အဲမေတ္တာတော့အထူးသဖြင့်စိတ်ဒေါသဖြစ်တတ်တဲ့လူတွေအထူးသဖြင့်ပေါ့။ဖြစ်ခါမှဆိုရင်တော့တိတ်မလွယ်တော့အဲမဖြစ်ခင်နိုင်။အဲမေတ္တာနဲ့ဥဆောင်မိထားတာစိတ်ကိုမေတ္တာထားဖို့ကြိုးစားရတာ။အတုပအတုပလည်းပွားရတယ်။အတုပဆိုတာယွန်းယွန်းစရာအဲလူတွေကောင်းနေပါလေယွန်းစရာဖြစ်နေတွေ့ရင်လည်းမှတ်ထားရတယ်။မဲခန္ဓာကိုလည်းဒီသဘောရှိတယ်။ဒီမဲခန္ဓာကိုလည်းဒီသဘောရှိတယ်။ အဲ့လိုပွားထားတာစိတ်ထဲမှာမှတ်ထားပွားထားအဲအဲ့ဒီလိုမျိုးအမှတ်တင်ညာကိုအမြဲတမ်းပြောင်းပြောင်းယူပါနာရဆိုလွယ်တာပေါ့နဲ့တွေးလိုက်ရင်စိတ်ကရောက်သွားပြီဒီလိုအဲရှင်အတုပဆိုတာ32ခုထာတာတို့ပါတော့ပွားတယ်အဲစပင်မွေးခြေသေးလက်သေးသွားရင်စိုးရုံနဲ့မဟုတ်ဘူးစိတ်ကလည်းအဲ့ဒီအရာကိုထိုက်မြင်ရအဲ့လိုလောက်ပါများရင်အမတန်တွက်တယ် မာတိကောင်းသွားပြီဆိုတော့ဆိုလိုက်ရင်နောက်ကအဲစိတ်ထဲမှာမြင်ပြီအသက်ဆိုလိုက်အသက်မြင်တယ်အဲခြင်းချင်းချင်းငယ်ဆိုလိုက်ချင်းချင်းငယ်မြင်တဲ့ခန္ဓာကိုယ်လေးဒီလိုမြင်တယ်ဆိုတာသူ့အတိုင်းတာနဲ့သူပေါ့တချို့ကြာရောင်လင်းနေနဲ့မြင်တာပေါ့ရောင်လင်းနေနဲ့မျက်စိနဲ့ကြည့်တယ်လို့ကိုမြင်တာအဲ့ဒါကြတော့တချို့ကြတော့နည်းနည်းအတွေးရောက်တာပဲရှိတယ်သူ့အစင်တန်းရှိတာဘယ်လောက်ပွားထားတယ်လဲဘယ်လောက်လုံးလေးရှိတယ်လဲအဲတမာတိဘယ်လောက်ရှိတယ် အနာပါနာတော့ဘာလို့လဲခုနလိုလင်းရောင်နေရပြီဆိုရင်တော့အာ9မိနစ်လောက်ကြည်လိုက်ရင်ကို မြင်တော့မှာပေါ့ဒီလိုတာမန်ဆိုရင်တော့ထက်ကထက်ကတွေးထားအဲတွေးတွေးပေးရတွေးပင်အဲ့တွေးရနောက်ကြတွက်တယ်ဒီလိုစာရီပါရီဖတ်ပါများအဲ့စာကိုဘယ်နဘယ်ဘက်မျက်နှာမှာရှိတယ်ညာဘက်မျက်နှာမှာရှိတယ်အဲညောင်လေးတားထားတယ်ဝါရောင်လေးတားထားတယ်မျက်စိနဲ့မြင်တယ်လို့ပေါ့အဲအဲ့လိုပဲမြင်လာ အဲ32ကွက်ထာတာရမြင်ပြီဆိုယွန်စရာလို့နှလုံးသွင်းရခန္ဓာကိုယ်ရယွန်စရာဆိုရင်ဒါအတုပရှင်အတုပခန္ဓာကိုယ်ရမှာပိုးရရှိတယ်ပါတယ်မျက်စိကနေကိုပေါ့ဒွာရအမာဝဩရှားတယ်လို့သုံးတယ်အငြိအကျေးတွေထွက်တယ်ဒါအမှတ်တင်ညာလူတွေကအမှတ်တင်ညာထားမယ်အမှတ်တင်ညာပေါ့ယွန်စရာဒီလိုအမှတ်တင်ညာမျိုးကအကျိုးရှိအဲတတ်မှတ်မှုပယ်နိုင်တယ်ဒါလည်းအခါလျော်ဆိုတာလုပ်ဖို့လိုတယ် ရာဂဒေါသမဖြစ်အောင်အဲတော့ဗုဒ္ဓံသတိမေတ္တာအတုပမရဏတတိသေခြင်းတရားသေခြင်းတရားလဲအခါလျော်ဆိုဆင်ញင်ပေးရတယ်သေခြင်းသဘောရှိတယ်ဘယ်သူဖြစ်ဖြစ်အဲကိုလည်းပဲဒီသဘောရှိတယ်သူများရင်လည်းဒီသဘောရှိမဟုတ်ရင်အဲမတင်မဲ့လူတွေလို့လုံးလုံးနေတယ်လုံးလုံးနေတော့ဒီကလေးကြုံတွေ့လာရင်အဲ့ဒါစိတ်ပူပမာနဲ့တွားရတာပေါ့မပြင်းမစင်မဲ့ ဲစဉ်းစားထားတဲ့လူကြတော့ထိုက်တောက်တော့ပြင်ပြီးသားနည်းနည်းစဉ်းစားတဲ့လူကနည်းနည်းပြင်ပြီးသားအများကြီးစဉ်းစားတဲ့လူဆိုရင်အများကြီးပြင်ပြီးသားပေါ့အဲတော့ပြင်ပြီးသားဆိုတော့ကိုယ့်ကာယမဖြစ်တော့ဘူးပေါ့အဲတော့ဗုဒ္ဓနုတ္တိရဲ့မေတ္တာရဲ့အတုပရဲ့မရဏတ္တိရဲ့အဲ့ဒါကတော့အခါလျော်ဆိုတော့ပေါ့အနဘာနဘွားလို့မကောင်းတော့ဘူးဒါမှမပွားချင်တော့ဆိုအဲ့လေးမျိုးတွေကတခုခုရွေးပွားလိုက် စိတ်အဆင်ပြေပြီဆိုတခါအာနာပါနပြန်လာအာနာပါနတော့အဓိကပေါ့သူနဲ့ဇန်နေပါနေထိအောင်ရအောင်လုပ်မှာပေါ့ဇန်နာကတော့အခုနေရထိုင်ရအဆင်ပြေအောင်လို့စိတ်ဆိုတော့ဓမျိုးရဲဆိုရင်လည်းနည်းနည်းညင်းငွေ့အဲဟိုလေးလက်တာလှုပ်တတ်တယ်ဒါလေးလက်လှုပ်တတ်တယ်ဆိုရင်အဲ့ဒါမညင်းငွေ့တော့နာဗုဒ္ဓနုတ္တိမေတ္တာအတုပမရဏတ္တိအဲ့ဒါအခုကမ္မထမ်းလို့ဒီလိုခေါ်တယ် ကိုယ်ဆောင်တရား၄ပါးဒီလိုလဲခေါ်တယ်ခန္ဓာကိုယ်လောဘအတုပပွားခြင်းအပြင်တမန်မှုမဖြစ်အောင်မေတ္တာပွားခြင်းအပြင်ဒေါသတွေမဖြစ်အောင်ဘုရားကုံတော်ပွားခြင်းအပြင်အန္တရာယ်တွေကင်းအောင်တရားတရားတိုးအောင်မရဏတတိပွားခြင်းအပြင်မင်းမင်းမောမောမရှိအောင်ဒီလိုစောင့်ရှောက်ထားလို့သူ့ကိုကိုယ်ဆောင်တရား၄ပါးဒီလိုခေါ်တယ်။အဲဒီနေ့တော့ဒီလောက်ပဲနော်တရားထင်အောင်